အားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်နေပြီးကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူဆရာတုံညရေးသားထားတဲ့လူမကြီးတက်ခိုင်းအတွဲနှစ်ရဲ့အပိုင်း7လေးကိုတင်ဆက်ပေးကြပါရစေခင်ဗျာစာရေးသူကိုလည်းရိုသေလေးစားစွာပြီးဂါရဝပြုအပ်ပါရစေခင်ဗျာကဲဒါဆိုရင်ဇလန်းလေးကို စလိုက်အောင်ပါဗျာตายတော့နှစ်တနည်းရဲ့အမသာပါတဲ့တည်င်းစကားတွေကြားမှာတွေးတယောက်ပြရာခတ်နေလေးပါတယ် ဒီနေ့တက်ခိုင်သူ့စီကိုလာမယ်ကိုသူ့ဆိုတော့ရှိရှိသမျှသူ့လူတွေကို အကုန်စုလိုက်ကပေါ်တင်တမျိုးကင်းမုံဝတ်ရည်တဖုံအမျိုးမျိုးအစုံစုံဖြင့်သူ့အတွက်အန္တရာယ်မဖြစ်စေရန်ကြိုတင်ကာပါလှုပ်ထားလိပါတယ်မျိုးထိုက်ကတစဉ်တက်ခိုင်ချိန်ခိုင်းသောနေရာကလည်းဆက်ဆန်းဆက်လီစိတ်ကံအနာရှိ နေရာတနေရာတို့ဖြစ်ပါတယ်တက်ခိုင်ဟူးဘက်ကံမှာ ပူကြနေတာကိုတိုးကြီးသိတယ်လို့ဘယ်နှစ်သူစီကို မျက်ဆောင်ထိုးမလဲဟု တွေးတော့ကကြိုတင်ပြင်ဆင်ထားသူတွေဖြစ်ပါတယ်။ယခုတော့သူစီကိုဆိုက်ဆိုက်မြမြရောက်လာခဲ့ကြပြီ။အဖြူလားအမဲလားတော့တဲတဲကွယ်ကွယ်မသိရသေး။နေ့လေတစ်ချက်တီးကန်တက်ခိုင်းမြို့ထိုင်းမင်းသူနေလိုရမရခေါ်လာတော့တက်ခိုင်ချာတိတ်ဆယ်ယောက်ခန့် ဆက်ဆံဘက်သို့ရောက်ရှိလာခဲ့ပါတယ်။ထို့ပြင်တက်ခိုင်မသိအောင်မျိုးထိုက်လမ်းပြီးတော့အကြောင်းကြားရသောငချုံးတို့ကလည်းအဖွဲလိုက်ကြီးကြိုတင်ရောက်ရှိနေကြပါတယ်။သို့သောတယောက်တနေရာစီရုတ်ဖြက်ပြီးတော့နေနေကြတော့ကြောင်းတက်ခိုင်မင်းတတိမထားမိပါလုံးဝမပြောမယ်ကိုတက်ခိုင်ခမားပါတွေကိုကြော်ခွအောင်မလို့လဲခက်ဆဆုပ်လက်ဖက်ရည်ဆိုင်တစ်ခုထဲတွင် တက်ခိုင်တို့ထိုင်စကားပြောနေကြခြင်းဖြစ်ပါတယ်။တက်ခိုင်နဲ့တိုးကြီးတို့နေရောက်တာထိုင်နေကကျန်သူများမှာအသည်းသည်မှတ်တည့်ရနေပါတယ်။တခြားဝိုင်းများတွင်တော့တခြားသော စားသုံးသူများလည်းရှိပါတယ်။တွေးငါစကားကိုစကားလိုပြောမလို့လာခဲ့တာ။တခုကြူပြောမယ်နော်။မင်းအပိုင်ထဲမှာဆိုပြီးတော့ငေါ့ဖင်တော့လာမရနဲ့။ဟာ ခမရင်းလိုက်ကြည်လားအေးပြုတ်မနူဆိုးပါတော့ကွာအဲ့တော့မင်းကဘာလုပ်ချင်လို့လဲမမျော်လင့်ပဲနဲ့အခြေအနေကရုတ်တရက်တင်းမာသွားခဲ့ပါတယ်နှစ်ဖက်စလုံးကလူတွေကလည်းအစင်သည့်အနေထားတိုးကြီးလူတွေကတော့ပူများတာပေါ့သူဆိုတော့မျိုးထိုက်တယောက်အခြေအနေကိုကမန်းကတန်ဝင်ထိန်လိုက်ရပါဦးလေကိုတို့ ကျွန်တော်တို့ AC စကားပြောရအောင်ဗျာမြို့တိုင်းအခုအချိန်တွေကဘယ်လိုမျိုးလဲတိုးကြီးမေးလိုက်ခြင်းဖြစ်ပါတယ်ဘလို့မှမဟုတ်ဘူးဘာမှလည်းဖြစ်เสียမလို့ကျွန်တော်တို့အကူကြီးပြောတာကိုစုံအောင်နားထောင်လိုက်ပါတို့ဆိုတော့တိုးကြီးတယောက်တက်ခိုင်ဘက်သို့မျက်နှာမူလိုက်ပြီးတော့ဘာလဲဟူသောသဘောဖြင့်ဆက်ပြီးတော့မေးဆက်ပြလိုက်လေပါတယ် တို့ငါတဲ့ပဲပြောမယ်မင်းကောင်တွေကိုငါအနောက်နောက်ရခံလိုက်ခိုင်းလားဟာခမရောင်းနောက်ရခံလိုက်ခိုင်းဖို့နေတာကျုပ်ကကျုပ်တော့ဖင်ရလို့မကုတ်အားဘူးအလတ်ချောင်းဘက်ကကောင်းဝင်နေမင်းဘလို့ကြိတ်ရှိလဲတက်ခိုင်စကားကြောင့်တူကြီးစိတ်တူသွားမှပြီအဲ့တော့ရိတ်ကောင်မီးလေးရတာပဲ မျိုးတိုက်ကိုလက်ညှိုးထိုးပြပြီးတော့ထို့သူပြောလိုက်ခြင်းဖြစ်ပါတယ်။တက်ခိုင်ကလည်းတီတီရဲ့နဲ့တမင်မီးနေခြင်းမှာတို့တက်ခိုင်ခေါ်လိုက်ခြင်းဖြစ်ပါတယ်။ပြောတို့ရဲ့ထူးတဲ့ကြောင့်တက်ခိုင်စိတ်တူသွားတော့လေသူ့စိတ်ကိုသူပြန်လဲထိန်းလိုက်ပြီးတော့မင်းစောက်ထိုးနေကြိတ်ရှိတာငါ့ကိုပို့ပွလင်လင်ပြောဘယ်ရစောက်ထိုးလဲ ရွှေပြီးတာကပေါပေါရရာဗျာအေးအဲ့ဒီကိစ္စကိုရှင်းရှင်းလင်းလင်းသိချင်လို့လာခဲ့တာအေးနောက်တစ်ခုတဲ့ပြောရရင်အလတ်ချောင်းငါပြင်းတော့မှာဒီကိစ္စကလည်းငါစတာမို့အဲ့ဒီကောင်တွေအရင်စတာအဲ့တော့မင်းဘယ်လိုလုပ်ချင်လဲကြားနေလို့မလားဝင်ပါမလားအဲဝင်ပါမယ်ဆိုရင်တော့ဒီဘက်အချမ်းမှာမင်းတွေ့ခွင်းနေပို့များမယ်ဝင်မပါဘူးဆိုရင်ရော အဲ့ဒါမင်းသမိုင်းငါပြောစရာရှိတာကိုပြောပြီးပြီတက်ခိုင်ချိုတို့ပြောပြီးတော့လက်ဖက်ရင်ငုံငုံလိုက်လေပါတယ်ကွာလိုက်ကြဝီစကီအရသာနဲ့တူဤတယောက်မှလည်းစဉ်းစားကန်းဝင်နေပါတယ်ရှင်းရှင်းပြောရရင်သူ့ရဲ့ပလင်ကလည်းလှုပ်နေတာကြာပြီးဖြစ်ပါတယ်တက်ခိုင်သူ့စီကိုလာမဲဆိုတော့တခခုဖြစ်တော့မယ်လို့တွေးမိကရှိရှိသမျှအင်အားစုအကုန်လုံးကိုစုထားလိုက်လေပါတယ် ယခုတော့သူထင်တယ်လို့မဟုတ်ထို့ပြင်တက်ခိုင်ကိုဒီနေရာမှာဝိုင်းသမယ်ဆိုရင်ဖြစ်နိုင်ခြင်းရှိတော်လေအကျိုးမရှိနိုင်ကျွန်တော်ဝင်တော့မပါခြင်းဘူးဗျာပြဿနာတွေမရှင်းခြင်းဘူးဒါပေမဲ့မသိခြင်းအောင်ဆောင်နေပြီမေကျန်တာကိုတက်ခိုင်လှုပ်ချင်တာလို့အေးအဲ့ဒါဆိုရင်ပြီးရောကွာတက်ခိုင်ထိုးထုတ်ပြောပြီးတော့တခြားပြောကြရှိကြများကိုပြောကပြန်ထွက်သွားလေပါတယ် တို့ကြီးချာတဲ့တွေကတော့တို့ကြီးများတစ်ခုခုအချက်ပြမလားဟုစောင့်ကြည့်နေကြတော့လေတို့ကြီးဘာမှအချက်မပြခဲ့အာစီဒီဘေးယူဒီတိုင်းမဲ့လုပေးလိုက်မလို့လားကျောင်းသားတယောက်ကတို့ကြီးကိုမေးလိုက်ခြင်းဖြစ်ပါတယ်သူဆိုတော့တို့ကြီးဒီအောင်နှုတ်ကနေ ပြန်မဖြေပဲနဲ့လက်ကူတာကာပြလိုက်ပါဟောရင်တို့ကြီးဆုံးမြတ်ချက်မှန်သွားတယ်ဟုပြောရပြီမိတက်ခိုင်ဒီအောင်လူနည်းစုသာခေါ်လာခဲ့သည်ဆိုတော့ညာ ငထုံရခိုင်ကြီးမြို့စောနောင်နောင်မင်းစာတို့အပြင်မြို့စိုးဤကျောင်းသားတော်တော်များများသူတို့ပပလဲတွင်စောင့်ကြည့်နေကြခြင်းကြောင့်ဖြစ်ပါရဲ့ရွ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 ဖြစ်ရင်ဝင်ခုတ်ဖို့အစင်သည့်ယခုတော့ဘာမှမဖြစ်တော့သူတို့လည်းကိုယ်ရောင်ဖြောက်သွားကြပါရဲ့ကျိုးစိုးပါရဲ့ကွာတခိုင်ပြုံးပြုံးကြီးပြောလိုက်ခြင်းဖြစ်ပါရဲ့ဒီနေ့မဲကြီးတယောက်အပြင်ပြန်ထွက်လာသည်ကို ငါထွန်းတို့လည်းပြန်ရောက်နေပြီဖြစ်ပါတယ်။အကိုကျွန်တော်ဘယ်မှာနေပြီးတော့ဘာလုပ်ရမှာလဲ။မင်းနေရမင်းပြန်နေလေကွာ။ဒါပေမဲ့ဟေ့ကောမင်းစောင့်ရန်ကြောက်တတ်နေရထားပေါ်မှာရှောက်သီးစီးပြသွားပြီးတော့ရောင်းရေးလိုပဲကွာ။တက်ကင်စကားကြောင့်မိတ်တယောက်မခံချင်စိတ်ဖြစ်သွားအောင်ဖြစ်ကျွန်တော်ကဘာလို့ကြောက်မှာလဲ။ လာခြင်းနဲ့ကောင်လာခဲ့ဗျာဘယ်ကောင်းမှမလာဘူးမင်းနေရာမြေနိုင်အောင်ထိသူဆိုတော့မဲကြီးတယောက်ခေါင်းကြီးပြလိုက်ပါတယ်တော်ယုံမိုက်ကုန်နဲ့ဘရင်နောင်လိုနေရာမျိုးကိုခင်းချုံလို့ရမှာတော့မဟုတ်ငကိုတွေကလူမိုက်တွေမူလူပေါက်နေတော့နေရာဖြစ်ပါတယ်သို့ပေမဲ့မဲကြီးဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်ကြိုက်တဲ့ကောင်လာခဲ့အချိန်ကည၈နိုင်ခန့် တမိုင်းဘူးတိုင်ကိုလန်နေတပင်ရွှေကြီးလန်တော့မင်းနေသူ့အဖွဲငိုက်ဆိုင်ငိုက်ဆိုင်ပြေလျှောက်လာခဲ့ကြပါရဲ့အကုန်လုံးမူးနေပါရဲ့စုစုပေါင်း၈ယောက်ဖြစ်ပါရဲ့အကိုကြီးတို့ဝင်မလားတလျှော့ကို6000ပဲပေးငနေတယောက်ထိုးတို့လာရောက်မိတ်ဆက်နေခြင်းဖြစ်ပါရဲ့သူဆိုတော့ဟေ့ကောင်မင်းတို့ခေါင်းကဘာတူလဲမင်းကြီးမေးလိုက်ခြင်းဖြစ်ပါရဲ့ ဘသူဖြစ်ဖြစ်မင်းဆောက်မှုပါလားထုံငနေစကားဆိုမဲကြီးတပြစ်တရာအာရပါရ ပင့်ထိုးလိုက်ခြင်းဖြစ်ပါတယ်မဲကြီးကိုယ်တိုင်လည်းခြေတလုံးချားတွင်အကိုးစပြစ်ချီနှောင်ထားသောဓမြောင်ကိုဆွဲထုတ်လိုက်လေပါတယ်လောမသားကလေးစကားပြောနေလာခဲ့မယ်လို့မဲကြီးထို့သူပြောပြီးတော့စောနာကခြေထိတ်ကိုဓာပြင်းလိုက်ထိုးပါတယ်တို့တော့တစ်ချက်မှမထီး ထိုချာတိတ်ကလည်းပြေးတာမှလက်ခနဲ့စင်စစ်မဲကြီးမှာဝဝဖိုင်ဖိုင်အကောင်ကြီးကြီးဖြစ်တော့ကြောင့်အနောက်ကပြေးမလိုက်နိုင် သူ့ဆိုတော့ဓမြောင်ကို ကြစ်ကြစ်ပေါင်းစုပ်နေမဲကြီးဘရင်နောက်ကိုပြန်ရောက်ပြီကြိုက်တဲ့ကောင်ထွက်ခဲ့ဖာကောင်းစောက်စင်နဲ့လီစကားပြောတဲ့ကောင်လည်းထွက်ခဲ့အကုန်ခုတ်တပြင်းမယ်မဲကြီးဘလူးဆိုင်တီးလေပါဦးလေဘသူမှစကားမဟရင် မဲကြီးရဲ့ပုံစံကလည်းတကယ်လှုပ်မယ်ပေါ့တိတ်တော့မကြားလိုက်ပါတလအတွင်းမဲကြီးဘရင်တော်ကို ထိန်းချုပ်နိုင်သွားပါ रे အရင်လူဟောင်းတွေကတော့ထွက်ပြေးသူပြီးမဲကြီးလက်အောက်ကိုဝင်သူဝင်နေရှုပ်ရှက်ခနေကြပါ रे ဘာမှမန်းတော့မသိဘူးကိုကြီးစားလို့တော့အတော်ကောင်းတယ်ကျွန်တော်ကစွန်းရွက်နဲ့ကြော်ပေးထားတယ်ရခိုင်တီအောင်ချိုးသူပြောပြီးတော့သူကိုယ်တိုင်ကြောလာတော့မိုးပကန့်ကို တက်ခိုင်စီတို့ယူလာပေးခဲ့လေပါတယ်။အချိန်ကလည်းညပဲထမင်းစားချိန်တို့ရောက်နေပြီဖြစ်ပါတယ်။ဟေ့ကောဘာမှမမသိပဲနဲ့ချက်စီရလား။အကုန်ကြွနေုံပဲ။တက်ခိုင်ပြောလိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်စားပြီပါပြီ။ဘာမှမဖြစ်ဘူး။တို့ဆိုတော့တက်ခိုင်တစ်ချက်ကြည့်လိုက်ပါတယ်။ခါလုံးမွေးမြူရေမိုများဖြစ်ပါတယ်။မွေးမြူရေမကလို့ ခွေးဦးတဲ့မိုးဆိုရင်လည်းပြဿနာမရှိတက်ခိုင်ကမိုးဆိုရင်အသေးကြိုက်သူဖြစ်ပါတယ်ထမင်းစက်လုံးတဲ့ကိုငပိရဲ့နှစွန်းလောင်းပါတယ်ထို့နောက်မိုးဟင်းသုံးစွန်းခတ်တဲ့ကရောနယ်လိုက်ပြီးတော့တလုတ်မိလိုက်ပါတယ်ကောင်းတယ်ဟာတက်ခိုင်ပြောလိုက်ခြင်းဖြစ်ပါတယ်ထို့နောက် အတူမြုပ်များဖြင့်ရောပြီးတော့တက်ခိုင်တယောက်အားရပါးရစားပါတယ်ရခိုင်ကြီးကတော့သူ့အကိုကြီးကိုကြည့်ပြီးတော့ ပီတိဖြစ်နေနေပါတယ်။ဖုံးမိတဲ့ကြောင့်မိုးကြော်ရဲ့ဆရာဖြစ်သူဘီဘီကြီးပိုင်းကျော်စန်းတယောက်ဖုံးကန်လိုက်ပါတယ်။ဟယ်လိုဟုတ်တယ်။ဒီကောင်ညိမြောက်ဖြစ်နေတယ်။ထန်ကြီးဘုံမပြောနေတော့ရှာရင်အကျွန်တော်တော်တော်ညိပြီမရအောင်ကျွန်တော်ကောင်းတော့အဲ့ဒီကောင်ကြောင့်အထဲရောက်နေရယ်။ရှာတယ်။ရှာရို့အဆင်ပြေတယ်လို့သာလို့ အရိကအရိကောင်မရှိရင်ပြီးရောထို့နောက်ပြောစရာရှိတာပြောပြီးတော့ကြော်စမ်းတယောက်ဖုံးချလိုက်ပါရယ်ရန်ကုန်နေမြေတွင်ခြေကုပ်ယူရန်သူတို့အဖွဲ့စည်းအနေဖြင့်လွန်စွာ အကုန်ချခံခဲ့ပါရယ်တိုးတော့တက်ခိုင်ကိုတော့ဘလို့မှစီးယုံမရဖြစ်နေလေပါရယ်တက်ခိုင်ကိုစီးယုံရလင်သူတို့အတွက်များစွာအကျိုးရှိမည်ဖြစ်ပါရယ်တိုးတော့တက်ခိုင်အနေဖြင့်လုံးဝလက်မခံခဲ့ထို့ပြင် သူတို့ဖွင့်ဝင်ကြတော့မြတ်မြတ်မှာတက်ခိုင်လက်ချက်ကြောင့်အထဲကိုဝင်းသူဝင်းအသက်ပြောက်သူပြောက်ဖြစ်နေကြလေပါ रे ထို့ကြောင့်ကြော်တန်းတရာအထက်ကိုအကူကြီးလမ်းတောင်းလိုက်ခြင်းဖြစ်ပါ रे ဒီပွဲကတော့တက်ခိုင်အထိနာသလိုကြော်စန်းကိုယ်တိုင်လည်းအသက်ပြောက်မယ်မှန်းကြော်စန်းကိုယ်တိုင်မသိရဲ့လေတစ်ချက်ဝှေ့လိုက်တိုင်းစောင်းတွင်းရဲ့အီးတက်ကခန္ဓာကိုယ်အတွင်းသို့စိတ်ဝင်နေလေပါ रे အချိန်ကနာနဲ့၄နိုင်ခွဲကန့် က်ခိုင်ချန်နာတွင်လူနေရောက်ရစ်တည်ရစ်တည်လုံနေကြပါရဲ့ကန်ဆိုးကျင်တော့ကင်းဆောင်ချတိတ်များမှလည်းအိတ်ငိုက်နေကြပါရဲ့ထိုလူနေရောက်တွေကကြည်ရောက်လက်ထဲကအထုပ်သုံးတော့ကိုခြံထဲသို့ပြစ်ထည့်လိုက်လေပါရဲ့ထို့နောက်ခတ်တော့တော့ပြန်လဲထွက်ခွာသွားကြပါရဲ့နန်းနဲ့ရှစ်နိုင်ကတက်ခိုင်တို့ရဲ့လမ်းကြတဲ့တွင်ရဲကားများဖြင့်ပြစ်နေနေပါရဲ့အထူးသဖြင့်တက်ခိုင်ရဲ့အင်စီတို့ဥတီနေကြခြင်းဖြစ်ပါရဲ့ ရဲတွေဆိုတော့တပ်ခိုက်ရဲ့တပြည့်ခြံဆောင်တွေလည်းမဖြစ်မနေတကားဖွင့်ပေးလိုက်ရပါဦးလေဝင်ရောက်လာသောတက်ဆိုင်ရာရဲတွေမှာတည်င်းတစ်ခုကိုအတိအကျသိနေသည့်ပုံစံဖြင့်ခြံတွင်းသို့အင်အားအပြည့်စုံဖြင့်ရောက်ရှိလာခဲ့ကြပါတယ်ထိုထဲကအကြီးပိုင်းတချို့နေစုံအောင်ဖြစ်ရန်ကြိုးသူနေရောက်ကတော့ခြံထဲတွင်တစုံတစ်ခုကို အသေးအံရှာနေလေပါတယ်နိုင်ဝက်ကန်အကြာဆရာ ဒီမှာတထုပ်တွေ့တယ်။ခြံထဲတွင်လိုက်လံရှာဖွေနေသော ရေးတက်ဖွဲ့ဝင် တိောက်မှထပြောလိုက်ခြင်းဖြစ်ပါ रे ။မရှိမနှောင်းမင်းစုံနောက်တယောက်စီမှာစကားသံထွက်ပေါ်လာခဲ့ပါ रे ။ဒီမှာလည်းတထုပ်တက်ခိုင်ကတော့ငထုံးတို့လာနိုးသဖြင့်အိမ်မုံစုံမွားပြေထလိုက်တော့လေ။ဘာမှနားမလဲခြင်း။ထို့စဉ်လက်နဲ့အပြည့်စုံကင်ထားသောရေးတက်ဖွဲ့ဝင်တချို့ တက်ခိုင်ကိုဝိုင်းလိုက်ကြပါရဲ့ကိုတက်ခိုင်မူကြီးစေဝါနဲ့ပတ်သက်ပြီးတော့တရင်အထီးကြရထားတယ်အခုလေခြံထဲမှာတက်သေးတွေရှာထွေပြီခုကံကိုမစင်းစားပါနဲ့ကျွန်တော်တို့မှပြစ်မိပါရဲ့နေရင်ဒီရောက်မှသာနာဖြစ်ချိန်နဲ့ချို့တို့ပြောလိုက်ခြင်းဖြစ်ပါရဲ့သို့ဆိုတော့ခဏလေးနေကြပါဦးဘာမူကြီးစေဝါလဲ ကျွန်တော်ညီတွေကဘယ်ကောင်တွေလှုပ်တာလဲကျွန်တော်ရှင်းပေးပါမယ်တက်ခိုင်စကားအစုံစောနကနေထင်းမှာထပ်မံပြောနေပါတယ်ခမရမူရီစေဝါရောင်းဝယ်ဖောက်ကားနေရဆိုတဲ့တဲ့ရင်ကိုသက်သေနေတကွာလာရောက်အကြောင်းကြားတာတယ်ကျွန်တော်တို့ရှာဖွေတဲ့အခါမှာလေခမရချန်ထဲမှာအမန်တကယ်ကိုအဖြူနှထုတ်တွေ့ရတယ်ဒီချန်ကခမရအမိပေါင်းနဲ့ဝယ်ချတာအဲ့တော့ခမရမှာတာဝန်ရှိတယ် နယ်ရင်းစကားဆုံးတက်ခိုင်ခေါင်းကျော်စားသွားပါရင်မိမိကိုယ်တိုင်ကမူးယီစေဝါသုံးဆွဲသူမှုန်တလို့လက်အောင်ငယ်သားတွေကိုလည်းမူးယီစေမသုံးဆွဲဖို့အတင်းကြတားမြင့်ခဲ့ပါရင် အခုကဘာဖြစ်တာလဲတက်သေးတွေကဘယ်မှာလဲတက်ခိုင်မေးလိုက်ခြင်းဖြစ်ပါရင်စခန်းမှာရှိပါရင်ခမစခန်းရောက်မှာရှင်ဟာအဲ့လိုလလွယ်ပြောလို့ရမလားဗျာ ဆရာတို့စဉ်းစားကြည့်ကျွန်တော်အမှန်တကယ်မိုးရေဆေးဝါတို့ဘိန်းတို့ရောင်းနေပဲချောင်းကျွန်တော်ကကျွန်တော် channel မှာမျိုးကျဲတို့လိုက်ပစ်ထားပါမလားဗျနောက်ပြီးတော့တက်တိဆိုတာကလည်းသူထွက်ဆိုချင်တာကိုထွက်လို့ရရဲ့လေဥပမာဆရာ channel မှာမိုးရေဆေးဝါတွေ့ရလို့ကျွန်တော်ထွက်ဆိုမယ်ဆိုရင်ခမရအလိုထွက်ဆိုချင်လေကျွန်တော်ကကျွန်တော် channel မှာသွားရှာဖို့အသင့်မယ်လောလောဆယ်တော့ခမရ channel မှာဘိန်းပြူနှစ်ထုပ်ရှာကြည့်ရင်စကန်းကိုတိုက်ခဲ့ပါပြီးမှကြံတာရှင် ို့ဆိုတော့တက်ခိုင်တရားသူညီတွေဘက်ကိုလမ်းကြည့်လိုက်ပါတယ်။ထို့နောက်ဒေါသတွေကိုမျိုးချိုင်နဲ့တာဝန်ရှိသူများခေါ်ဆောင်ရနောက်တို့အသာတကြီးလိုက်ခဲလဲပါတယ်။အခွေငထုံးလန်းခေါ်လိုက်ခြင်းဖြစ်ပါတယ်။ရခိုင်ကြီးကတော့အခြေအနေကိုကြည့်နေလေပါတယ်။သူ့ဘာသာသူတနတ်မကလို့လောင်ချပဲပပအခွင့်သာလေးဝင်ခုတ်ဖို့စဉ်းစားထားပါတယ်။ဟဲ့ကောင်လေးဘယ်ကောင်းမှဘာမှမလုပ်နဲ့ ဘာပြောတာကြားရင်နော်ငါစကားနားမထောင်လို့ကတော့ငါနဲ့တွေ့မယ်ထောင်ဝင်စားလာတွေ့ရင်ဝတ်သားဟင်းလေးပါလေချက်လာခဲ့တက်ကင်ချိုးတို့ပြောပြီးတော့ကားပေါ်ကိုတက်သွားပါတယ်ငါထုံးနဲ့ရခိုင်ကြီးကတော့ဘာလို့လို့လောက်ရမှမသိပဲနဲ့ကြံနေခဲ့ပါတယ်သူတို့ကိုကြီးမာထား၍ဘာမှလည်းမလုပ်ရဲအကိုကြီးကဝတ်သားဟင်းချက်လာခဲ့တဲ့ရခိုင်ကြီးချိုးတို့တွေးပြီးတော့အေးရောင်အနတ်နာဖြစ် မိဖို့ဆောင်ဘက်သို့ရှောက်လန်းသွားမိပါတယ်။စိတ်နဲ့လူနည်းကတော့မကငထုံးကတော့တစုံတစ်ခုကိုကြွေတွေကြီးစဉ်းစားနေပါတယ်။တက်ခါရဲ့တည်င်းကိုကြာတော့ကြံသောအပိုင်စားလူမိုက်များမှလည်းအသည်းသည်းလာနေကြပါတယ်။တက်ခါစခန်းကိုရောက်သွားတော့သူ့ကိုကြောက်ချလိုက်တော့အသည်းသက်သည်ဆိုသူနှုတ်ကိုကြွေတယ်ရပါတယ်။နေရောက်စလုံးကတော့တိမ်မထူးနေမထူးပုံစံတွေပဲ။တက်ခါမထီတထီပြောလိုက်ပါတယ်။လောက်ထားအောင်ပေါ့ကွာဆိုသည့်သဘောပဲ။ ီကိစ္စလုံးဝမယူလူသက်မှုဆိုရင်ထကွာငါမငင်းလို့ငါတို့ကိုကြည့်တော့မူးရီစေရှောင်းတဲ့လူကမူးရီစေမူနဲ့ကြရတယ်ဆိုတော့လေးပဲပေါ့စခန်းထဲတွင်ငထုံးပေါက်ကွဲနေခြင်းဖြစ်ပါတယ်ဘေးကျူနဲ့ကြံသောလူများအစုံလင်ရှိပါတယ်တော်ယုံလာခဲ့သောကြော်စောပင်ရောက်နေလေပါတယ်မင်းသားဘယ်ကောက်လက်ချက်တယ်ဆိုတော့စုံစမ်းပြီကွာရခိုင်ကြီးပြောလိုက်ခြင်းဖြစ်လေပါတယ် မင်းစားကထိုသူစုံစမ်းထောက်လန်းရနိုင်လွန်စွာတော်ပါれအခြေအစစ်အပေါင်းအသင်းလည်းပေါ်ပါれမပူလဲကိုရခိုင်ကြီးကိုရခိုင်ကြီးမပြောလေကျွန်တော်ကျွန်တော်ခြေထည်တွေကိုစုံစမ်းခိုင်းပြီသားဒီရက်ပိုင်းတွေတခုခုတော့သိရလိမ့်မယ်အကူကြီးစားတေးရအောင်ဝင်ပြေးလို့မရဘူးလားဒီတခါဝင်ပြောလိုက်တာကအနိုင်သူ့ဆိုတော့ငထုံးကကောင်းခါလိုက်ပြီးတော့ မရလို့ပေါ့ကွာခုပြန်ကြည့်လိုက်ပါရင်လေးလိုပဲကွာတရိတ်ကျဲလူမကြီးတယောက်ကဘာမဟုတ်တဲ့အမှုနဲ့ထောင်ကြတယ်လို့ဆိုအထိပယ်ကိုမရှိဘူးရခိုင်ကြီးပြောလိုက်ခြင်းဖြစ်ပါတယ်သူ့ရဲ့စကားကိုတော့အားလုံးစိတ်စိတ်နေခြင်းဖြင့်ထောက်ခံကြပါတယ်တကယ်လေအထိပယ်မရှိငထုံးတယောက်ကိုစိန်ညွတ်ကို ဖုံးတောက်လျှောက်ခေါ်တော့လေလုံးဝမကား မင်းဆိုင်မင်းမြင်မြန်စုံစမ်းပေးနော်ငါနဲ့တွေ့တာပေါ့ကွာငထုံးထို့သူပြောပြီးတော့ဝီစကီခွက်ကိုကောက်ကင်လိုက်ပါလေသူ့ကိုကြီးမရှိတော့ဝီစကီတွေတောင်အရသာပေါ့ပပြဖြစ်နေတယ်လို့ပဲဟုတ်ကဲ့ပါဆက်လန်လေးရဲ့အပိုင်း7လေးကတော့ဒီမာရင်ပြီးဆုံးပြီပဲဖြစ်ပါတယ်ခင်ဗျာအစိုးရနေတော်ရဆင်အားပေးခဲ့ကြတဲ့ကြွယ်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ ားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ။